မင်္ဂလာပါခင်ဗျဒီတစ်ခါဖတ်ပြပေးခြင်းနဲ့အစားအလေးကတော့ဓမ္မပီယာဆရာတော်အရှင်သံဃာရာလင်္ကာရရဲ့အစင်းရှိသောလမ်းမှာအစင်းရှိသောပန်းဆိုတဲ့စာအုပ်လေးတည်းစာပိုင်းလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးမယ်စားလိုက်ကြအောင်ကျမ်းမာရေးနဲ့ချမ်းသာရေးအာရဂျန်ပရမလာဘတ်ဟူအများနှုတ်ကြိုနေကြ၏အမှန်ကအာရဂျာပရမလာဘဟူဖြစ်ပါဠိရေးတရားနည်းအရဤသို့ရေးမှမှန်လာပါ လဟုသမျှတို့သည်အရောဇပရမအနာယောဂကင်းကျမ်းမာခြင်းသည်တည်းအမျက်ဆုံးဖြစ်ကုန်အတိပ္ပယ်အဖြောင်းပြန်ကကျမ်းမာခြင်းသည်အကောင်းဆုံးလက်ဟုဖြစ်ပါဠိလိုလာဘမြန်မာဝေါ်ဟာရကလက်အတိပ္ပယ်ကရရှိခြင်းဖြစ်လူတွေမှာရလိုမှုတွေအများကြီးပညာရှာသူကပညာရလို၏အလုရှာသူကအလုရလို၏ငွေရှာသူကငွေရလို၏ နေရာရှာသူကနေရာရလို့ဤရချင်တာလိုချင်တာကလောဘရရှိလာတာကလက်ဖြစ်လူအများစုကရွှေငွေပစ္စည်းဥစ္စာကိုသာလက်ဟုမှတ်ယူထားကြ යි ကျမ်းမာမှုကိုရရှိနေခြင်းကျမ်းမာနေခြင်းကိုလက်ဟုမမှတ်ထင်ကြအမှန်ကဘဝရှင်သန်မှု တိုးပွားမှုဤမှန်းနိုင်သည် ကျမ်းမာရေးဖြစ်ပညာရေးကျမ်းမာရေးစသောဘဝဤအကြီးအလုံးတို့သည် ကျမ်းမာရေးကိုဗဟုပြု နေကြ යි ကျမ်းမာမှာသာလူအကြီးအလုံးဆောင်ရွက်နိုင် ကျန်းမာရေးဘာကိုမှမဆောင်ရွက်နိုင်ဖွံ့ဖြိုးပြီးနိုင်ငံတို့သည် ကျန်းမာရေးဘတ်ဂျက်ကိုအဓိကထားတုံ့ကြရတဲ့ကျန်းမာခြင်းသည်ချမ်းသာခြင်းအစစ်ဖြစ်ကျန်းမာမှသာချမ်းသာ၏မကျန်းမာလည်းမချမ်းသာပါနည်းနည်းလေးနှာစေချောင်းဆိုးဖြစ်လာတော့မအီမလန်နဲ့နေရထိုင်ရတော့ဆို၏နေရထိုင်ရတော့ခိုက် မကျန်းမာပြီဆိုရင်ဘလို့မှနေလို့ကိုမကောင်းကျွန်တော်တို့ကလည်းနည်းနည်းလေးဖြားတာဖြစ်ဖြစ်နာတာဖြစ်ဖြစ်နေမကောင်းဘူးလို့ခေါ်ကြတယ် တကယ်နေလို့ထိုင်လို့ကိုမကောင်းခြင်းဖြစ်တယ်။မကျန်းမာမာယောဂရနေပြီဆိုရင်တိုက်ကြည့်ရှိတယ်မချမ်းသာ။ကားကြည့်ရှိတယ်မချမ်းသာ။စိတ်တွေရွှေတွေဘလောက်ရှိရှိ မချမ်းသာ။ရာထူးအနာဘလောက်ရှိရှိ မချမ်းသာ။အမှန်တော့ကျန်းမာခြင်းကသာချမ်းသာအစ်ဖြစ်ထို့ကြောင့်ဘုရားရှင်ကကျန်းမာခြင်းတွေအကောင်းဆုံးလက်ဟုဟောကြားခဲ့ခြင်းဖြစ်။ကျန်းမာရေးကရုပ်ကျန်းမာရေးနဲ့စိတ်ကျန်းမာရေးဟုနှစ်မျိုးရှိ။ရုပ်မကျန်းမာရင် ရုပ်ယောဂရ၏။စိတ်မကျန်းမာရင်စိတ်ယောဂရ၏။ ရုပ်ကြမှာဖို့အတွက်ကျမကြီးဘုဟုတ္တရလိုက်စားရ යි ကျမကြီးအသိရှိအောင်လုပ်ရ යි ကျမကြီးအထူးကူဆရ යි မိမိနဲ့မတင်သောအစားအစာတွေကိုရှောင်ပြီးတင့်သောအစားအစာတွေကိုရေးချွဲစားရ යි အဟာရဖြစ်မိအစားအစာတွေစားရ යි ဗီတာမင်စုံအောင်စားရ යි အပူအအေးမျှအောင်နေရ යි ကာယလေ့ကျင့်ခန်းတစ်ခုခုရှိရ යි စိတ်ကြမှာဖို့အတွက်မိမိလောဘဒေါသတွေကိုထိန်းချုပ်နိုင်ရ යි အနာကုနိုင်ရ යි ပရိအုပ်နိုင်ရ යි လောဘဒေါသအနေကြောင့်အကျင့်တွေကိုကျင့်နိုင်ရ යි လောဘဒေါသနဲ့အောင်ကျင့်ရည်စိတ်ကိုဒုက္ခပေးနေသည်မှာ လောဘဒေါသစသောကိလေသာများအဖြစ်လောဘဒေါသတွေကြီးအတ္တမနအာဃာတွေကြီးနေပြီဆိုလေထိုစိတ်ယောဂရနေသည်မှာတေချာဤတိဘကသူရစင်လာမကြီးတူအနောက်နမဲအကြီးဆုံးနိုင်ငံတစ်ခုကိုရောက်သွားတော့အခါသူ့အမြင်မှာလူတွေအားလုံးအယူတွေပဲဆိုဖြစ်နိုင်ပါ යි ကိလေသာထူပြောသောအရ၌ကိလေသာထူပြောသူတို့မှာအယူမှတပါအချားမဖြစ်နိုင်ပါချေ။ ကိလေသာထူပြောရာနေရာကိုလောကနိဗ္ဗာန်ဟုတင်စားသူများရှိ အမှန်တော့လောကနိဗ္ဗာန်ဆိုသောအရက်သည် စေယောကတဲ့အယူအနှံ့တို့နေထိုင်ရာအရက်သာဖြစ်လေသည်ကိလေသာသည်အပူဖြစ်လေတော့ကိလေသာအကြီးကိလေသာထူပြောသောစိတ်နှင့်ထိုစိတ်ပိုင်ရှင်သည်လည်းဘယ်လိုမှအေးချမ်းဖို့ရာမမြင်ပါမိမိကိုယ်ကိုတိုင်ကမှမအေးချမ်းလျင်ဝန်းကျင်ကိုလည်းအေးချမ်းအောင်ဆောင်ရွက်နိုင်ဖို့လမ်းစာမမြင်ပါရုပ်ချမ်းမှာဖို့အတွက်ဗီတာမင်ဇုံစသောအားတွေလို့ စိတ်ကြမှာဖို့အတွက်တရားဝရိယတတိတမာတိပညာဟူသောအရိလူရုပ်အားအတွက်အဟာရပြုအောင်စားတော့ရည်လိုအပ်လျင်အားစေတွေတောက်ရည်စိတ်အားတွေအတွက်တရားတွေနိုင်ရည်တရားစာတွေဖတ်ရည်တရားအားထုတ်ရည်ရုပ်အားတွေပြည့်မှခန္ဓာယုတ်ခန္ဓာကိုခံနိုင်ရှိမည်ယောဂတွေကကွယ်နိုင်မည်ယောဂတန်တွေခံနိုင်မည်စိတ်အားတွေပြည့်မှကိလေသာတန်လောကတန်ကိုခံနိုင်ရှိမည်ဘာသာရေးအသိရှိပြီးအနိစ္စသဘောလေးတစ်ခု တည်တည်ချာချာနှစ်နှစ်ကကနှလုံးသွင်းဆင်ခြင်နိုင်မယ်ဆိုရင်တွေ့ကြုံနေရသောအကောင်အဆိုလောကဓာတ်တွေဒုက္ခဒုက္ခတွေကိုဘာမှမထူးဆန်းတယ်လို့ခံယူနိုင်ပြီးဘယ်အရာကိုမှလည်းဟဲ့ပပခံစားနေမိမဟုတ်တော့အဓိကကစိတ်ချမှာဖို့အတွက်စိတ်ရင်အားနေပါစေတတ်တော့လောဘဒေါသစသောကိလေသာပိုးတွေနှိမ်နှင်းပေးဖို့လို့ကိလေသာတွေနှိမ်နှင်းဖို့ကိလေသာနယ်ချောင်းသီလသမာဓိပညာအကျင့်တွေကိုကျင့်ရည်ထိုးသွင်းခြင်းဖြင့်ကိလေသာတွေ never စိတ်ရည်တိုးပွားလာပြီဆိုရင် အရှိတော်စိတ်ခန္ဓာရှိတော်စိတ်ကျမတော်စိတ်ချမ်းသာတော်စိတ်ကိုရရှိပါလိမ့်မယ်ကိုကျမမကိုချမ်းသာမယ်စိတ်ကျမမစိတ်ချမ်းသာမယ်ထို့ကြောင့်စိတ်ကျမရေကိုကျမရေအထူးအလေးပေးဆောင်ရွက်ကြရမယ် thank you ကျေးဇူးများတင်ပါတယ်ခင်ဗျာ